အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့လေးလပိုင်း29ရက်မှာငါးလပိုင်း3ရက်နေ့ထိအရေးကြီးတဲ့ဆောင်းရံရှောင်းရံများကိုပြောပြလာတယ်ဆီယမ်မမီတကြံဟင်းရဲ့ရုပ်တံပရီဟိုပိုင်းလေးကို အများပြည်သူများသိရှိရန်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ဟယ်လိုချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါချစ်တော်သူများကျမအနေနဲ့ဧပြီလ29ရက်နေ့ကနေပြီးတော့မေလ3ရက်နေ့အတွင်းမှာဂျိုနေသားတွေပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်းရံတွေကိုပြပြသွားမှာဖြစ်ပါတယ် ဒီကာလအတွင်းမှာတော့ကျမတို့ဂျူတွေကိုလေ့လာကြည့်တဲ့အခါမှာဂျူတွေကစနေဂျူကလည်းမင်းယာဒီမှာပဲရှိနေပြီးတော့ယာဟုဂျူကလည်းမင်းယာဒီမှာပဲရှိနေစေဖြစ်ပါလေနော်စနေနဲ့ယာဟုနဲ့နော်စုံနေတဲ့ကာလပဲဖြစ်ပါလေအဲ့တော့ယာဟုကမေလ17ရက်နေ့မှာသူကပုံယာဒီကိုသူကပြောင်းမှာပေါ့နော်အဲ့တော့မပြောင်းခင်ကာလမှာကျမတို့ဘာတွေကြုံရမလဲလို့ပြောရင်နော်စနေနဲ့ယာဟုနဲ့ တွေ့နေတဲ့ယာတီကွင်းတစ်ခုထဲမှာပဲတွေ့နေတဲ့ကာလာကြီးဟာမပြီးဆုံးသေးပါဘူးအဲ့လိုမပြီးဆုံးသေးတဲ့အတွက်เนาะငလင်တို့ဒီလေစင်နမောင်းတို့เนาะပြီးတော့လေမုံတိုင်းတို့เนาะမိုးသေးတာတို့အဲ့လိုမျိုးယာတီဥဒုကเนาะပြင်းထန်တဲ့ယာတီဥဒုကရှိနေစေဖြစ်ပါတယ်เนาะအဲ့တော့အဲကျမအနေနဲ့เนาะယာတီဥဒုနဲ့ပတ်သက်ပြီးတော့ဒါဟာဘီယူဆိုင်ပြီးတော့နေထိုင်ရမယ့်ကာလာဆိုတာကိုကျမထပ်ပြီးတော့เนาะအကြံပြုပြောကြပါတယ်ယာတီဥဒုကပြင်းတဲ့ရာသီဥတုကိုကျမတို့ရှိနေတော့မယ်ဖြစ်ပါတယ်ပေါ့နော်။အဲဆန်နီနဲ့ယာဟူကမပြောင်းသေးဘူး။ မင်းယာတီတခုထဲမှာပဲအတူတူရှိနေတော့မှာပဲเนาะဟုတ်တခုကလည်းမင်းယာတီမှာပဲရှိနေတယ်တောက်ကြာကလည်းမင်းယာတီထဲမှာပဲတမတက်သွားနေတယ်ပေါ့เนาะအဲ့တော့ဒီကျမတို့ဂရုစိုက်ရအောင်မေကာလဆိုတာကိုဒါတော့ထပ်ပြီးတော့ပြောပြစီเนาะဒီကာလကเนาะကျမထပ်ပြီးတော့အသေးစိတ်ရမယ်ဆိုလို့ရှိရင်ဧပြီလ29ရက်နေ့ကနေပြီးတော့မေလ3ရက်နေ့အတွင်းကရက်တွေကိုကြည့်တဲ့အခါကျတော့เนาะရက်တွေကများသောအားဖြင့်ရက်ကျန်းနေများပါတယ်เนาะဥပမာစုပါစုเนาะရက်ကျန်းနေဆိုဘယ်လိုကျန်းတာလဲလို့ပြောရင်เนาะဟိုရက်တန့်ရက်ကောင်းက မရှိတဲ့လောက်ကိုရှားနေတာတွေ့ရတယ်เนาะအဲ့တော့ရက်ကျန်းလေးကျမတို့တွေကပို့ပြီးတော့เนาะဒေါသမဖြစ်အောင်ဒေါသစိတ်မဖြစ်အောင်အဒေါသဖြစ်အောင်เนาะမြစ်တာများများပို့ရမယ်ရက်ကျန်းလေးရက်တွေမှာပေါ့เนาะနောက်လောဘနော်ဟိုလောဘနဲ့အလုံးမလုပ်ဘူးအဲဒါမျိုးပေါ့အဲ့လိုမျိုးလောဘနေနိုင်တဲ့များနေမှကျမတို့ဒုက္ခနေလိမ့်မယ်ပေါ့နော်ဒါကိုလည်းကျမကမြစ်တာလေးပြောချင်ပါတယ်နော်ဒီလိုကာလက1300 ပြောမယ်ဆိုရင်1389ခုနှစ်ကတကဘာလုံးအတွက်အင်မတန်ကျန်းတဲ့နှစ်ဖြစ်ပါတယ်နော်ဒီလိုနှစ်ကိုနော်သိပ္ပံပညာရှင်တွေနဲ့ဘေးရင်ပညာရှင်တွေကဘယ်လိုပြင်ပတက်တယ်လဲလို့ပြောရင်ဒုတ်ပိန်တရကတ်ရတဲ့နှစ်လို့နော်ကင်ပုံးတက်ကြတယ်နော်ဒီလိုနှစ်ဒီလိုအချိန်ဟာအစားအစားရေတောက်ရေသုံးရေပေါ့နော်အစားအစားရေစီးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နော်မပေါများဘူးဒါတွေဟာအခက်ခဲတွေအကျက်အသေးတွေနေကျွမ်းနိုင်တဲ့နှစ်လို့ဆိုနိုင်ပါတယ်နော်အဲ့တော့ဒါကြောက်အောင်၆တာမဟုတ်ပါဘူးနော် ဟိုကျမတို့တတိကယူကယူဆိုင်စီခြင်းနဲ့တတိလေးနဲ့နေစီခြင်းနဲ့လောဘတွေမကြီးစီခြင်းဘူးဒေါသတွေမကြီးစီခြင်းဘူးပေါ့နော်လောဘကြီးရင်ဒီလိုနှစ်ကပို့ပြီးတော့ဒုက္ခကြီးမယ်လောဘနည်းမှဒုက္ခနည်းပါမယ်နော်အဲ့လိုပဲဒေါသကြီးရင်လည်းပို့ပြီးတော့ဒုက္ခကြီးနိုင်တဲ့နှစ်ပါနော်အဲ့တော့ဒီလိုနှစ်တွေကိုကျမတို့ကမြစ်တာနဲ့ကြော်ဖြတ်မှာပဲအဆင်ပြေနိုင်ပါတယ် တော့ဧပြီလ29ရက်နေ့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့ကကြတော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုတ်နဲ့နော်အတက်ပညာတွေစုပ်ယုတ်စေတတ်တဲ့ကဒါယုတ်ရရှိထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ပြောမယ်ဆိုရင်တော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ယုတ်ကလည်းမကောင်းသလိုအတက်ပညာတွေစုပ်ယုတ်စေတတ်တဲ့ကဒါယုတ်ကလည်းမကောင်းပါဘူးပြောရင်တော့ရက်မကောင်းတဲ့ရက်ပါနော်အဲ့တော့ အမောင်ကာလာကိုကြည့်တဲ့ခါကျတော့လေနော်အမောင်ကာလာကမနေ့တနာရီ၈မိနစ်ကနေပြီးတော့ညနေ၃နာရီနဲ့ညနေ၄နာရီ30အတွင်းကအချိန်ကာလာကအမောင်ကာလာကြပါတယ်နော်ဒီလိုအမောင်ကာလာမှာတော့ကိုကဟိုအောင်မြင်စီလို့တဲ့ကိစ္စတွေကိုမလုပ်ဖဲနဲ့ကိုကရှောင်းတာတော့ပို့ပြီးတော့သိနေရပါတယ်အဲ့ဒီမှာကံကောင်းလက်ပွင့်စီဖို့အတွက်ဝစ်စင်ရမယ့်အယောင်ကကြတော့เนาะကျမတို့အယောင်ဖြော့ဖြော့လေးတွေဝစ်တင်ပါတယ်เนาะနန္ဒာယောင်လိုမျိုးเนาะပြီးတော့ကျမတို့အဖြူယောင်ဝစ်လို့ရတယ်เนาะအဲ့လိုအယောင်ဖြော့ဖြော့လေးတွေဝစ်တင်ပါတယ် အဲ့ဒီနေ့မှာကျမတို့ပူဇော်တဲ့နဲ့နော်ဂါထာကကြတော့ပဋ္ဌာန်းပါနော်24ပစ္စည်းပဋ္ဌာန်းကိုနော်ပူဇော်လို့ရမယ်ဆိုရင်အဲ့ဒီနေ့မှာပဋ္ဌာန်းပူဇော်ပါတချို့ကနော်တချို့ဒေတာတွေမှာပဋ္ဌာန်းပူဇော်ဖို့ခက်ခဲတယ်ဆိုရင်အဲ့ဒီ29ရက်နေ့မှာတော့ကျမကဘာကိုညွှန်းကျင်တယ်လဲလို့ပြောရင်ဂုံတော်ကွန်ချာကိုကျမကတော့ညွှန်းကျင်ပါတယ်နော်အဲ့လိုရက်မှာဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါလက်ပွင့်ကံကောင်းစေတဲ့ အယောင်ကတော့နန်းသာယောင်နဲ့အဖြူယောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေဆိုလို့ရှိရင်အနောက်အရက်ဖြစ်ပါတယ်နော်ဘာအခါရဘာကတ်လူရမလဲလို့ပြောရင်ဖဲထမင်းကတ်လူလို့ရပါတယ်နော်ဖဲပြုတ်စီဆန်းနဲ့ထမင်းဆိုလည်းရပါတယ်နော်ဒါမျိုးလည်းကတ်လူလို့ရတယ်နဝင်းစွန်းလည်းကတ်လူလို့ရတယ်စံပြုတ်ကောဆိုစံပြုတ်လည်းလူတန်းလို့ရပါတယ်နော် ဧပြီလ30ရက်နေ့ဗုဒ္ဓဟူးနေ့ပေါ့နော်ဧပြီလ30ရက်နေ့ဗုဒ္ဓဟူးနေ့ကကြတော့ချင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတရုပ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မုဒလာရုပ်နော်ရရှိထားတဲ့နေ့ဖြစ်ပါတယ်အကောင်အဆိုးဒွန်တွဲနေတဲ့နေ့ပါနော်အဲ့တော့အမောင်ကာလကတော့နေ့7နာရီကနေပြီးတော့နေ့7နာရီနဲ့30အတွင်းကအမောင်ကာလဖြစ်ပါတယ်ည9နာရီ22မိနစ်ကနေပြီးတော့ည10နာရီနဲ့10မိနစ်အတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့တော့ ကိုအောင်မြင်စေခြင်းတဲ့ကိစ္စတွေကိုကိုကအမောင်ကာလကိုရှောင်ပြီးတော့လုပ်မယ်ဆိုရင်တောင်မှเนาะပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာရုပ်ကြီးစိုးနေတဲ့ရုပ်ဖြစ်တဲ့အတွက်ယင်းနည်းမြုံနယ်မှုပြုမယ်ဆိုရင်အဲ့လိုနေမှာယင်းနည်းစပြီးတော့ယင်းနည်းမြုံနယ်မှုပြုရင်ရှုံးတတ်တယ်เนาะအဲ့လိုနေမှာเนาะလောဘတကြီးနဲ့စီးပွားရှာမယ်ဆိုရင်ဆုံးရှုံးတာတွေဖြစ်တတ်တယ်ပေါ့เนาะအဲ့တော့ ကျမအနေနဲ့ဆိုလို့ရှိရင်တော့ဒီဧပြီလ30ရက်နေ့ကလည်းအရန်နေကောင်းတဲ့နေ့ထဲမှာမပါပါဘူးအဲ့လိုနေ့မှာကျမကတော့နော်လောဘနဲ့အလုတ်တလုတ်တာမျိုးကိုကျမကမပြုတ်စေချင်ဘူးနော်လှူတယ်ဆိုရင်တောင်မှကိုကရလိုမှုတစ်ခုကိုနော်အချိုးကိုမျောကိုးပြီးတော့လှူတာမျိုးကိုကျမကမလုပ်စေချင်ပါဘူးအဲ့လိုနေ့မှာနော်အတက်နိုင်ဆုံးနော်မမျော်မမ်းဘူးဘာမှမမျော်မမ်းဘူးတကယ့်ကိုစေတနာအလျောက်အပူတန်းတာမျိုးကိုပဲဖြစ်စေချင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့စင်ဆွဲအောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေကတော့အရှိတောင်အရက်ဖြစ်ပါတယ် ဘာစွန့်ကပ်ရမလဲစွန့်နေနေဆိုရင်စံပြုတ်နော်အဲဗုဒ္ဓဖူးနေလည်းဖြစ်တယ်ရာခုစွန့်ဖြစ်တယ်စံပြုတ်ကပ်ပါလို့ကျမကမြစ်တာနဲ့တိုက်တုံးပါမယ်ပူစော်ရမယ်ဂုံတော်ကတော့ကျမတို့ဂုံတော်ကိုးပါ သို့မဟုတ်ဘုံတော်ကွန်ချာကိုပူဇော်ပါလို့ကျွန်မကတိတာနဲ့တိုက်တွန်းပြစေမေလာတရက်နေ့ကတော့အင်မတန်ကိုရက်ကျမ်းပါတယ်နော်မေလာတရက်နေ့ကကျွန်တော်တို့ဂယုဆာရမယ်ရက်ထဲမှာပါဝင်ပါတယ်မေလာတရက်နေ့ကနော်မြစ်စုရုပ်နဲ့ဆင်းရဲဒုက္ခတွေကြုံစေတတ်တဲ့ကာနရုပ်ရထားတဲ့မြင့်ဖြစ်ပါတယ်မြစ်စုရုပ်ဆိုတာကလူတွေကိုထိကိုက်တိဆုံးပျက်စီးစေတဲ့ရုပ်ဖြစ်ပါတယ်နော်ကာနရုပ်ကကြတော့ဆင်းရဲဒုက္ခတွေကြုံတွေ့စေတဲ့ရုပ်ဖြစ်ပါတယ်နော်အဲ့လိုနေ့မှာနေ့ရောပြောမယ်ဆိုလို့ရှိရင်နော်နော်မနက်နော် ၃ည၃နာရီရနေပြီးတော့ည၉နာရီ56မိနစ်ထိအမောင်ကာလဖြစ်ပါတယ်အဲ့လိုနေမှာတော့ကျမကဒေါသနဲ့တနေ့ရင်းလုံးမြေတာပွားနေတာမျိုးကိုကျမအားပေးပါတယ်ဒေါသနဲ့စဉ်းစားတာတွေဆုံးဖြတ်တာတွေပြောဆိုတာတွေဘာတစ်ခုမှမလုပ်ဖို့ကျမကမြေတာနဲ့တိုက်တွန်းအပ်ပါတယ်နော်အဲ့တော့မေလ၁ရက်နေ့မှာကျမတို့လက်ပွင့်ကန်ကောင်းစေတဲ့အရာကတော့ကျမတို့နော်အဖြူရောင်ပါနော်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်နော်အနောက်အရက်ဖြစ်ပါတယ် ဘာစိုးအနေနဲ့ကတ်မယ်ဆိုလို့ရှင်တော့ကျွန်မကအဲ့ဒီမှာစံပြုံးနဲ့တံမြာဒီစေလုံးကိုဖះမှာလှူပေးပါလို့ကျွန်မကအိမ်ကဖះမှာလှူပေးပါပေါ့နော်အဲ့လိုမျိုးကျွန်မအကြံပြုချင်ပါတယ်မေလာတရက်နေ့ကရက်ချမ်းတဲ့အတွက်ကျွန်မတို့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှင်တော့နော်အဲ့ဒီကိုတော့ကျွန်မကရှောင်စေးချင်ပါတယ်ရွတ်ဖတ်ရမယ်နော်ဂါရာနေနဲ့ကတော့ဘေဂါရာကသိလျော်တယ်လဲလို့ပြောရင်မေတ္တာတုတ်ကိုတော့ဖြစ်နိုင်မယ်ဆိုရင်ကျမတို့က20မေတ္တာတုတ်16កောက်တော့မဟုတ်20ရွတ်ဖတ်ပူဇော်စီကျမတွေတံပုတ်တီကိုတော့ပတိတပတ် စိတ်ဆိတ်ချင်ပါတယ်အဲ့နေ့ကတကယ်ကိုရက်ကျန်းနေနေပါနော်ဂယူတဆိုင်နေနေထိုင်ရမယ့်နေ့ဖြစ်ပါတယ်မေလနေ့ရက်နေ့ကကြတော့ကျမတို့နော်ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဘဒုံမာရုပ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတဲ့တဲ့နော်လုံမကရုပ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်နော်တခုစလုံးကပစ္စည်းဥစ္စာတွေနဲ့ပဲပတ်သက်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဂယူဆိုင်ရမယ့်နေ့တွေမှာလည်းပါတယ်နော်ဘာကြောင့်လဲဆိုရင်အမောင်ကာလကမနက်10:30မိနစ်ကနေပြီးတော့ည9:40မိနစ် 9နာရီ16မိနစ်ထိအမောင်ကာလကကြီးစိုးပါတယ်အမောင်ကာလများတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ယူဆရမယ့်နေ့တည်းမှာလည်းပါပါတယ်ဒီလိုနေ့မှာလောဘနဲ့ဘာမှမလုပ်ပါနဲ့လှူရင်တောင်မှဘာကိုမှမမျော်မှန်းပဲနဲ့နော်တကယ်လိုအပ်နေတဲ့လူတွေကိုသူတို့လေးတွေအဆင်ပြေပါစေဆိုတဲ့စိတ်မျိုးနဲ့သာလှူဒန်းဖို့ကျွန်မကအကြံပြုလိုပါတယ်နော်လောဘနဲ့လှူရင်ကုသိုလ်အကျိုးပေးတဲ့နေရာမှာနော်နေပါလေနော်။နောက်ဒီကာလကလောဘကြီးလို့မကောင်းတဲ့ကာလဖြစ်တဲ့အတွက်အတက်နိုင်ဆုံးလောဘကိုရှော့ဖို့ကျွန်မက မေတ္တာနဲ့တိုက်တွန်းပါလေနော်လှူဒန်းနဲ့ကုသိုလ်ရေးလုပ်ရင်တောင်မှဟာဟိုကုသိုလ်ရချင်လို့လှုပ်တာမျိုးမလှုပ်ပါနဲ့နော်ကုသိုလ်ရေးလုပ်ရင်လှူဒန်းရင်ချမ်းသာခြင်းလို့လှူတာမျိုးမလှုပ်ပါနဲ့ဟာနင့်ကိုတခါလှူမယ်ငါ့ကိုဒါမျိုးဆဲကအစင်ပြေပါစေဆိုတဲ့နော်မျောလင်းချက်မျိုးနဲ့မလှုပ်ဖို့ကျွန်မကမေတ္တာနဲ့အကြံပြုအပ်ပါလေနော်မေလ3ရက်နေ့ကတော့ရက်ကောင်းတဲ့နေ့တွေမှာပါဝင်ပါတယ်မေလ3ရက်နေ့ကနော်ကျမတို့စတာရုပ်နဲ့နော်မိတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ချင်းချင်းမြောက်စားချင်းခံရတတ်တဲ့စတာရုပ်နဲ့ တိုးတက်ကြီးပွားစေတတ်တဲ့မိထာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့ကတော့ဒီကောင်းတဲ့နေ့လေးမှာပါဝင်ပါတယ်။နော်အမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့နေ့12:38မိနစ်အတွင်းအချိန်ကာလကတော့အမောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလလေးကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်တဲ့ကာလပဲဖြစ်ပါတယ်။နော်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ အစိမ်းရောင်ပေါ့နော်အဲ့ဒီကတော့တံပွင့်လက်ပွင့်စီတဲ့အရောင်ကတော့အစိမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့တောင်အရက်ဖြစ်ပါတယ်နော်စွန့်ကတ်မယ်ဘာစွန့်ကိုကတ်ရမလဲဆိုလို့ရှိရင်စနေနေ့လည်းဖြစ်တဲ့အတွက်ကျမကတော့ဘာဆိုးကိုကတ်စီကျင်တယ်လဲဆိုရင်တော့နဝင်းဆိုးကိုကတ်စီကျင်ပါတယ်နဝင်းဆိုးဆိုတာကတော့ကျမတို့ထမင်းဖြူဖြူပေါ့နော်ထမင်းပူပူလေးကိုကျမတို့ကဆိုးလို့ခေါ်မယ်အဲ့ဒီဆိုးကိုကျမတို့ကစီစမ်းစားဖြူမယ်ပြီးရင် ပကံများလေးထဲမှာပကံများဖြူလေးထဲမှာနဝင်းစုံပေါ့နော်အဲထမင်းပူပူလေးစုံကိုစီစမ်းစားဖြူမယ်ပြီးတော့လက်ဖက်စုံပေါ့နော်လက်ဖက်ကလည်းပကံများဖြူဖြူလေးပေါ့မှာနော်လက်ဖက်ဘာမှမထည့်ဘူးကျမတို့ကနော်ဒီလိုပဲအဲလက်ဖက်အသားပေါ့လက်ဖက်အသားကြီးပဲကျမတို့ဆီလည်းမစမ်းဘူးစားလည်းမဖြူဘူးဒီတိုင်းနဲ့လှူပြီးတော့ကတ်ပါမယ်နော်တံမြာကြီးဆယ်လုံးကိုလည်းလှူဒန်းလို့ရပါတယ်အိမ်လေးကနော်အဲ့တော့ဧပြီလ29ရက်နေ့ကနေပြီးတော့မေလ3ရက်နေ့အတွင်းမှာ နော်ရက်ကျန်းတွေကများတဲ့အပြင်စနေနေ့ Yahoo ရဲ့နော်အခြေအနေကလည်းရှိနေသေးတဲ့အတွက်နလင်လောက်တာတွေဂျုံကနိုင်ပါသေးတယ်နော်လေမုန်တိုင်းလိုမျိုးလေစင်နှမောင်းလိုမျိုးနော်လေပြင်းမုန်တိုင်းကြတာတွေလည်းဂျုံကနိုင်ပါတယ်မိုးလည်းကြနိုင်တယ်မိုးလည်းကောင်းနိုင်ပါတယ်ရာသီဥတုလည်းပြင်းထန်တဲ့ရာသီဥတုမျိုးကိုဂျုံကနိုင်တဲ့အတွက်ကျမတို့အတက်နိုင်ဆုံးနော်ကိုကိုကိုအကုတို့กินအောင် နေပြီးတော့ကုသိုလ်တွေကိုလုတ်ဖြစ်အောင်လုတ်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပြစီဒီကာလတွေမှာကျွန်မတို့နော်အဓိကလှူရမယ့် အဓိကအခအရအဓိကလှူရမယ့်အလှူကတော့ရေအလှူပါเนาะအဲ့တော့ကိုယ့်ရဲ့အိမ်ကဖျားမှာရေလှူတယ်လို့ပဲကိုယ့်အနီးပတ်ဝန်းကျင်မှာเนาะဟိုရေလိုနေတဲ့လူတွေကိုတောက်ရေတန့်လိုနေတဲ့လူတွေဆိုရင်တောက်ရေတန့်ရေတန့်เนาะသုံးရေဒါမျိုးကိုအတက်နိုင်ဆုံးလှူပေးပါเนาะဒီလိုကာလမှာရေတကယ်လိုနေတဲ့လူတွေကိုရေလှူရတဲ့အကျိုးဟာအင်မတန်ကိုများပါအင်မတန်ကိုကြီးပါတယ်เนาะအဲ့တော့အခါရလှူခြင်းနဲ့ဆိုရင် ဒီဧပြီလ29ရက်နေ့ကနေမေလ3ရက်နေ့အတွင်းမှာရေအများအတွက်ရည်ရွယ်ပြီးတော့ရေလူပါပေါ့နော်။နောက်ဒီကာလအတွင်းမှာ Yahoo ရေတရာကိုမဖြစ်မနေခြေရမယ်တဲ့ရောက်တည်ရှိပါတယ်เนาะဥမာဆိုပါစို့တနင်္ဂနွေသားသမီးတွေဒီနှစ်မှာအင်မတန်ဂရုစိုက်ရပါမယ်တနင်္ဂနွေသားသမီးတွေထဲမှာအသက်85နှစ်ကနေပြီးတော့89နှစ်အတွင်းရှိနေတယ်ဆိုရင် နော် Yahoo ရေဒီယာကိုခြေပြအောင်ခြေပါနော် Yahoo ရေဒီယာဘာလဲဆိုတာကိုကျွန်မပြောပါမယ်နော် Yahoo ရေဒီယာဆိုတာကဖျားရစူစူရဲ့ Yahoo တောက်မှာနော်ရက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 ်ပေါ့နော်ဖျားမှာဖျားဆောင်တဲ့နေမှာရောက်ပါလေရက်၈ချောင်းနော်ရက်၈ချောင်းရေ၈ခွက်ရွက်လ၈ညွတ် ဟိုကိုကသွားပြီးတော့လှူရမယ်နော်ဘလို့လှူမလဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့တကွာနော်ကောက်ကတန်ဂေါတကုံကတ္တပဂေါတမအရိမရိယတိဟုသောအလောင်းတော်နတ်သားနဲ့တကွာငါးစုကုံသောဘုရားရှင်တို့အားရည်မှန်း၍ဘုရားရှင်တို့အားနော်ရက်ရည်ရွက်လရက်တောင်ရှစ်ချောင်းရည်ကရှစ်ခွဲရွက်လကရှစ်ညွန့်တို့ကိုနိဗ္ဗာန်ကိုမျှော်မှန်း၍လူတန်းမှာဤဆိုပြီးတော့လူတန်းရပါမယ်ကိုတိုင်းလူရပါမယ်နော်ကိုစားလူတာထက်ကိုတိုင်းလူတာကပို့ပြီးတော့နော်ထိရောက်ပါတယ်ပြီးတော့အဲ့ဒီ ရာဟုတောက်မှာပဲဂုံတော်ကိုးပါပတိတပတ်တည့်အောင်စိတ်ရပါမယ်နော်။နောက်သရဏဂုံ၃ပါးပေါ့နော်ဗုဒ္ဓံသရဏဂစမိတပတ်တန်ဂစမိတန်ဂနဂစမိ၃ပတ်ပတိ၃ပတ်ဂုံတော်ကိုးပါပတိတပတ်စုစုပေါင်း၄ပတ်စိတ်ရပါမယ်နော်။ရာဟုရေတရမဖြစ်မနေခြေရမယ်တက်ရောက်တွေကိုကျွန်မပြန်ပြောပါမယ်။တနင်္ဂနွေဆိုရင်89နှစ်ကနေ88နှစ်အတွင်းမှာရှိတဲ့ တနင်္ဂနွေသားသမီးတွေအကုန်ချေရမယ်85 86 89 88 89 80 87 88 89 80 89 80 89 80ထိဒါကြောင့်လဲဆိုတော့ Yahoo အိတ်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဒီကာလသားသမီးတွေဂိမ်းဆိုင်ရပါမယ်တနင်္လာဆိုရင်အသက်69နှစ်ကနေ81နှစ်အရွယ်နော်69နှစ်ဆိုရင်80လဲပါတယ်နော်69 80 87 90ပါပါတယ်81နှစ်ထိတနင်္လာသားသမီးတွေ Yahoo ရေတရားပါပြီးတော့ခြေပေးပါ အင်္ဂါဆိုရင်54နှစ်ကနေပြီးတော့66နှစ်ထိအင်္ဂါသားသမီးတွေရာဟုရေရခြေရပါမယ်54 55 56 59 58 59 60 61 62 63 64 66နှစ်ထိခြေရပါမယ်ဗုဒ္ဓဟူးဆိုရင်အသက်56နှစ်ကနေပြီးတော့58နှစ်ထိ ရာဟုရေတွေကခြေရမယ်ဒီမှာပါပါတယ်နော်46 49 48 49 50 51 52 53 55 56 58တိနော်ဗုဒ္ဓသာသမိတွေအဲ့ဒီထဲမှာပါတဲ့သာသမိတွေရာဟုရေတွေကခြေရပါမယ်နော်ကြာသပတေးဆိုရင်အသက်16နှစ်ကနေပြီးတော့32နှစ်အတွင်းနော်ရာဟုဂျူအိတ်တဲ့ကာလဖြစ်တဲ့အတွက်16နှစ်19 20 21 22 23 24 25 26 29 28 29 30 32နှစ်ထိ အကျုံးဝင်ပါတယ်ရာဟုရေတရခြေရပါမယ်တောက်ကြဆိုရင်နော်အသက်66နှစ်နောက်ပိုင်းနော်အသက်66နှစ်ကနေပြီးတော့အသက်မတရားရှိလဲတရားပေါ့နော်နေရာဆိုလဲတရားလောက်ရှိပါတယ်တချို့ဆိုတရားတရား2နှစ်လောက်ရှိတယ်ဒါဆိုရင်နော်ခြေရပါမယ်စနေဆိုရင်အသက်29နှစ်ကနေ41နှစ်အတွင်းစနေသားသမီးတွေရာဟုရေတရခြေရပါမယ်စနေ ခြေပါနော်ဒီနှစ်ကစနေနေ့ Yahoo ကပြဿနာများလဲနှစ်ဖြစ်တဲ့အတွက်စနေသားသမီးတွေမှာအသက်29နှစ်ကနေပြီးတော့42နှစ်ထိစနေသားသမီးတွေကတော့ Yahoo ရေတရာခြေရပါမယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဖျားဟိုသွားဖို့အခက်ခဲရှိတယ်နော်ဘယ်အချိန်မှခြေရမှာလဲဖျားဟိုလည်းသွားဖို့အခက်ခဲရှိတယ်ဆိုရင်ကျမအိမ်မှာခြေပါနော်မနေ့ပိုင်းမခြေရမှာမဟုတ်ပါဘူးဗုဒ္ဓဟူးနေ့ညနေ3နာရီနောက်ပိုင်းမှာခြေရမယ်ရေတရာဖြစ်ပါနော်ဖျားဟိုသွားဖို့ခက်တယ်ဆိုရင်အိမ်မှာဗုဒ္ဓဟူးနေ့ ညနေ3:00နာရီနောက်ပိုင်းမှာခြေရပါမယ်ဘလောက်ခြေရမလဲလို့ပြောရင်3:00လတစ်ချိန်ခြေပေးပါနော်ဒီဒီလမှာစခြေတယ်ဆိုရင်နောက်3:00 3:00ပြည့်တဲ့နေ့မှာနော်အဲ့လိုပဲဗုဒ္ဓဘုနေ့ညနေပိုင်းတစ်ခုမှာကျွန်မပြောရဲရာဟုရေရာကိုခြေပေးပါမနေ့ပိုင်းမှာကျွန်မတို့စံပြုတ်ဆွန့်တက်ပေးပါနော် ဗုဒ္ဓဖူးနေ့မနေ့ပိုင်းမှာတော့ကျမကတိုက်တွန်းပါတယ်စံပြုတ်ဆုံးကပ်ပေးပါเนาะပြီးရင်ဂုံတော်၉ပါးကိုပတိတပတ်စိတ်ပေးပါတရဏဂုံ၃ပါးเนาะဗုဒ္ဓံတဏ္ဍကိစ္စမိဓမ္မံတဏ္ဍကိစ္စမိတန်ကံတဏ္ဍကိစ္စမိကိုပတိ၃ပတ်စိတ်ပေးပါဒါကတော့မဖြစ်မနေကိုလုတ်ဖို့အတွက်ကျမကအကြံပြုပါတယ်เนาะဒါအမှန်တော့လေတလားတစ်ချိန်လောက်လုံနိုင်နေဆိုရင်ပိုကောင်းပါတယ်เนาะဒီချိန်ကကံလဲကံအားနေနေတယ်ဟလာကိုကယာဟုဂျူအိတ်တဲ့ကာလလေးဖြစ်နေတယ်ဆိုရင်တော့ လာတိုင်းတလတကြိမ်ဖြစ်အောင်လုပ်ပါလို့ကျွန်မကမြစ်တာနဲ့ကြိုက်တွန်းပါတယ်เนาะအဲ့တော့ဒီရာဟုရေတရားလေးကတော့ဖြစ်အောင်ခြေသိမ်းပါတယ်ကျွန်မရေးစီးပွားရေးလူမှုရေးเนาะအတိုက်အခတ်ရံပြီးဒါတွေအားလုံးဖြူဆိုင်ရမယ့်နေ့ဖြစ်တဲ့နှစ်ဖြစ်တဲ့အတွက်ဒါလေးတွေကိုတော့ခြေပေးပါလို့ကျမကမြစ်တာနဲ့အထူးတိုက်တွန်းပါတယ်နော်အဲ့တော့ကိုယ်တိုင်လုတ်တာပို့ပြီးတော့အဆင်ပြေပါတယ်နော်ကိုယ်တိုင်လုတ်ပေးပါအစားလုတ်ပေးလို့မရဘူးလားဆိုရင်အစားလုတ်ပေးတယ်ဆိုရင်လုတ်ပေးတဲ့လူကပဲပို့ပြီးတော့ ကုသိုလ်ရပါတယ်เนาะအဲ့ဒါကြောင့်ယေရှုတင်ပါတယ်အဲ့တော့ကျွန်မလေးဒီနေ့ကြောင်းတဲ့ရမှာဖြစ်တဲ့အတွက်ကျွန်မကိုဒီနေ့တော့ဒီလောက်ပဲခွင့်ပြုပေးပါเนาะဒီကာလမှာကျွန်မထပ်ပြီးတော့ပြောပြစီလောဘအတတ်နိုင်ဆုံးလောဘရှော့ပါအတတ်နိုင်ဆုံးလောဘနေလေဒုက္ခနေပါလိမ့်မယ်เนาะဒီကာလမှာလောဘကြီးတဲ့လူတွေဒုက္ခကြီးမဲ့ကာလဖြစ်ပါတယ်အဲ့တော့လောဘနေရင်ဒုက္ခလည်းနေပါမယ်ဒေါသကြီးရင်ဒေါသကြီးသလောက်လောင်မဲ့ကာလဖြစ်ပါတယ်ဒေါသနေရင်အေးချမ်းမေကာလာပဲဖြစ်ပါတယ်အဲ့တော့ကျွန်မကနော်ချက်တော်သူတွေအားလုံးကိုကျွန်မ မေတ္တာပို့အမျှပေးပါမယ်ကျမချစ်တဲ့သူတွေအားလုံးကျမကိုချစ်တဲ့သူတွေအားလုံးကျမကိုချစ်လဲချစ်တာမျိုးမချစ်လဲမချစ်တာကျမကိုဘလို့မှစိတ်ထဲမရှိတဲ့သူတွေအားလုံးเนาะကျမကိုမကြည်လင်တဲ့သူတွေရောကြည်လင်တဲ့သူတွေရောကျမကိုချစ်တဲ့လူတွေရောကျမကိုမုန်းတဲ့လူတွေရောကျမကိုတီးတဲ့လူတွေရောမတီးတဲ့လူတွေရောအားလုံးကျမကြပါစီချမ်းသာကြပါစီကလုံးစီဝမ်းအေးချမ်းကြပါစီဘေးဆိုးအန္တရာယ်ဆိုးတို့ကနေလွတ်မြောက်ကြပါစေ။ကောင်းရာကောင်းကျိုးတို့ကိုစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေ။လုံးသမျှကောင်းရာကောင်းကျိုးတိုင်းအောင်မြင်ကြပါစေ။ကျမတို့ပြန်ဆုံပါမယ်နော်။